ခုကျမ်းပါရတော့စာလံနံပါတ်56ဖြစ်ပါတယ်အခန်းကြီး56ဒါဝိဒ်ဒီဂါသမြို့မှာဖိလိတိလူတို့လက်တို့ရောက်တော့အခါဆက်ဆိုသောစာလံခန်းငယ်1မှ9ဩဖျားသခင် အကျွန်ုပ်ကိုတနာတော်မူပါလူတို့ဒီကိုက်ဆန်းအံ့သောဒေါသနှင့်နေတိုင်းတိုက်၍အကျွန်ုပ်ကိုနှိမ့်ဆက်ကြပါ၏ရန်သူတို့ဒီနေတိုင်းကိုက်ဆန်းအံ့သောဒေါသရှိ၍ မြင့်သောစိတ်နှင့်အကျွန်ုပ်ကိုတိုက်သောသူအများရှိကြပါ၏အကျွန်ုပ်သည်ကြောက်ရွံ့သောအခါကိုရော၌ခိုလုံပါမည်ဘုရားသခင်ကိုအမိပြု၍နှုတ်ကပတ်တော်၌ဝါကြွားပါမည်ငါသည်ဘုရားသခင်ကိုခိုလုံသည်ဖြစ်၍ကြောက်เสียမရှိ လူသည်ငါ၌အပေသို့ ပြုနိုင်သည်နီသူတို့သည်နေတိုင်းငါစကားကို အလွဲယူကြ၏ငါ၌မကောင်းသောအကြံကိုသာကြံစီကြ၏ ငါအသက်ကိုစောင့်စဉ်အခါဆုဝေး၍ချောင်းမြုံလျက်ငါခြေရာတို့ကိုကြိပ်ပန့်ကြ၏သူတို့သည်မတရားသောအမှုအားဖြင့်လွတ်ချင်းတို့ရောက်ရပါမည်လော။အိုဖျားသခင်ထိုလူများတို့ကိုအမျက်တော်ထွက်၍လဲတော်မူပါ။အခန်းငယ်၈မှ73အကျွန်ုပ်သည်အရရလျက်သောအချင်းရာတို့ကိုကိုယ်တော်မှတ်၍အကျွန်ုပ်မျက်ရည်တို့ကို ဘူးတော်ထဲမှထဲ့တော်မူပါစည်ရင်တော်၌ရှိပါသည်မဟုတ်လောဘုရားသခင်သည်ငါဘက်မှ နေတော်မူသောကြောင့်ငါအော်ခစ်သောအခါရန်သူတို့သည်လှန်ခြင်းကိုခံရကြမည်ကိုငါသိ၏ဘုရားသခင်ကို အမိပြု၍နှုတ်ကပတ်တော်၌ဝါကျွမ်းမည်ဒါဝရဘုရားကို အမိပြု၍နှုတ်ကပတ်တော်၌ဝါကျွမ်းမည်ငါသည်ဘုရားသခင်ကိုခိုလုံသည်ဖြစ်၍ကြောက်เสียမရှိ လူသည်ငါ၌အပေတို့ပြုနိုင်သည်။အိုဖျားသခင်အကျွန်ုပ်သည်ရှေ့တော်၌တစ္ဆာပြုပါသည်ဖြစ်၍တစ္ဆာဝတ်ကိုဖြည့်လျက်ကိုရော့ကိုချီးမွမ်းပါမည်။ကိုရော့သည်ကျွန်ုပ်အသက်ကိုတည်ခြင်းမှကယ်လွတ်တော်မူပြီးအသက်ရှင်သောသူတို့၏အလင်းထဲမှဖျားသခင်ရှေ့တော်၌အကျွန်ုပ်ကြည့်နေပါမည်အကြောင်းအကျွန်ုပ်ခြေကိုလည်းထိမိ၍လဲခြင်းမှကယ်လွတ်တော်မူမည်မဟုတ်လော။ Okay, နောက်တစ်ပိုင်းမှာပြန်တွေ့မယ်။ Bye bye.